တင်မေးတိုင်းထုံးလေးတင်ဆက်ပေးပါမယ်။ဒီနေ့ညပိုင်းသတင်းတွေမှာတော့အင်အားပြင်းငလင်အတွင်းမန္တလေး Sky Villa ကွန်ဒိုကနေအမျိုးသားတအူးနဲ့အမျိုးသမီးတအူးတို့ရဲ့ရုံအလောင်းတွေဒီကနေ့မှထပ်မံတွေ့ရှိခဲ့တဲ့တဲ့။တလင်တရောင်းမော်လမြိုင်ပိုးပေါင်းစစ်စေးရေးကိတ်မှာတရားမဝင်ပစ္စည်းတွေတင်ဆောင်လာတဲ့မော်တော်ယာဉ်တစ်စီးဖမ်းဆီးရမိခဲ့တဲ့တဲ့။အီရန်လက်တော်ကဟော်မုန်းစီးရဲလက်ကြားကိုပိတ်ပင်ဖို့အတည်ပြုခဲ့တဲ့တဲ့။ အီရန်ကိုတိုက်ပြီးတဲ့နောက်အမေရိကန်မျိုးကြီးတွေပြည်နယ်တွေမှာလုံခြုံရေးတိုးမြှင့်ထားတဲ့တဲ့နဲ့ကစ်ပေါ်စင်ပြိုင်ပွဲမှာအင်ရှင်တိုင်းဖိုင်တာကိုနော်အိုမာဆိုးအနိုင်ရခဲ့တဲ့တဲ့အဆရှိရဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်။ဦးဆောင်တဲ့တဲ့ပုံနေနဲ့အင်အားပြင်းငလင်အတွင်ပြိုကျခဲ့တဲ့မန္တလေးစကိုင်းဗီလာကွန်ဒိုကနေအမျိုးသားတအူးနဲ့အမျိုးသမီးတအူးတို့ရဲ့ရုံအလောင်းတွေဒီကနေ့မှာထပ်မံတွေ့ရှိခဲ့တဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်။ ပြီးခဲ့တဲ့မလအတွင်းကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းအတွင်းပြိုကျခဲ့တဲ့မန္တလေးမြို့မှာရှိတဲ့ Sky Villa ကွန်ဒိုကနေဒီကနေ့ဇွန်လ23ရက်နေ့မှာအမျိုးသားတအူးနဲ့အမျိုးသမီးတအူးတို့ရဲ့ရုပ်အလောင်းတွေကိုထပ်မံတွေ့ရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ Sky Villa အဆောက်အဦး A အဆောင်နဲ့ B အဆောင်တို့ကနေဒီကနေ့ဇွန်လ23ရက်မွန်လွဲ12:30မိနစ်အချိန်မှာ A အဆောင်နဲ့ B အဆောင်ကြားကနေစီစစ်စဲအမျိုးသမီးတအူးရဲ့ရုပ်အလောင်းနဲ့မနက်7:00နာရီအချိန်က B အဆောင် L9 ကနေအမျိုးသားတအူးတို့ရဲ့ရုပ်အလောင်းတွေကိုထုတ်ယူခဲ့တယ်လို့ထုတ်ပြန်ချက်အရသိရပါဗျ။ဇွန်လ21ရက်မှာ B အဆောင် L9 ကနေအမျိုးသားတအူးရဲ့ရုပ်အလောင်းဇွန်လ19ရက်နေ့မှာ B အဆောင်ကနေအမျိုးသားတအူးရဲ့ရုပ်အလောင်းဇွန်လ18ရက်နေ့မော်လ7:05မိနစ်အချိန်မှာ B အဆောင်အခန်းအမှတ် G3 ကနေအမျိုးသမီးတအူးတို့ရဲ့ရုပ်အလောင်းထုတ်ယူနိုင်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင် ဇွန်လ22ရက်ညနေ4:00နာရီခွဲအချိန်မှာ BSN အနိုင်ကနေအမျိုးသားတဦးရဲ့ရုံအလောင်းထုတ်ယူနိုင်ခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ဒါ့အပြင် BSN အခမ်းအနက် G2 ကတွေ့ရှိတဲ့မြန်မာငွေကျပ်189,3500ကျပ်ရွှေ30ကျပ်သားရုံ3တုံးရွှေလက်စုတ်9ကွင်းရွှေနကတ်9ရံရွှေဆွဲသီး6ခုရွှေဟန်းချင်းတစ်ခုပလက်တီနမ်ဟန်းချင်းတစ်ခုရွှေဆွဲကြို9ကုန်ရွှေကျဲသီးတစ်ခုပလက်တီနမ်ဆွဲကြို9ကုန်စမတ်ကတ်2ခု အုံနာပုံး2အုပ်အရေးကြီးဆောင်ရွက်စာရင်းနေ ပြည်ဆောင်အခမ်းအမတ်အနိုင်ကနေတွေ့ရှိတဲ့မြန်မာငွေကျပ်သိန်း120နဲ့အရေးကြီးဆောင်ရွက်ဆောင်ရွက်နေကိုပြည်စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့ကနေတဆင့်ပိုင်ရှင်ထံလွှဲပြောင်းပေးရခဲ့တယ်လို့မြန်မာနိုင်ငံပြည်သက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ဆက်လက်ပြီးတော်လေတရောင်းမော်လမြိုင်ပိုးပေါင်းစစ်စီရေးဂိမ်းမှာတရားမဝင်ပြည်စည်းတွေတင်ဆောင်လာတဲ့မော်တော်ယာဉ်တစ်စီးဖမ်းဆီးရမိခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ ော်လမြိုင်မြို့မှာရှိတဲ့တန်လွင်တတောင်းမော်လမြိုင်ပိုးပေါင်းစစ်စေးရေးဂိတ်မှာတရားမဝင်ပြည်စည်းတွေတင်ဆောင်လာတဲ့မော်တော်ယာဉ်တစ်စီးဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ဇွန်20ရက်နေ့မှာမွန်ပြည်နယ်တရားမဝင်ကုန်သွင်းမှုတပ်ဖြတ်ရေးအထူးအဖွဲ့ရဲ့စီမံခန့်ခွဲမှုနဲ့တာဝန်ကျပူပေါင်းအဖွဲ့ကစစ်ဆေးမှုတွေဆောင်ရွက်ခဲ့ရာ တန်လွင်တရောင်းမော်လမြိုင်ပိုးပေါင်းစစ်ဆေးရေးဂိတ်မှာရှောက်ဖွေစစ်ဆေးမှုတွေလှုံ့ဆော်နေစဉ်မော်တော်ယာဉ်တစည်းပေါ်ကနေတရားဝင်ဆောင်ရွက်စာရန်အထောက်ထားတင်ပြနိုင်ခြင်းမရှိတဲ့စားတောက်ကုန်ပစ္စည်း၅မျိုး၁၆၂သိန်း၉၀၀နဲ့ အဆိုပါပစ္စည်းတွေတင်ဆောင်လာတဲ့ Mitsubishi Fuso Truck တစ်စီးခန့်မှန်းငွေကျပ်3500စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ်3662,900ကိုဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဒီလိုဖမ်းဆီးရမိခဲ့တဲ့မော်တော်ယာဉ်နဲ့အထောက်အထားတင်ပြနိုင်ခြင်းမရှိတဲ့စားတောက်ကုန်ပစ္စည်းတွေကိုအကောက်ခွန်လှုပ်ထုံးလုပ်နည်းတွေနဲ့အညီအရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရပါဗျ။ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ အီရန်လူတော်ကဟော်မုန်းစီးရဲလက်ကြားကိုပိတ်ပင်ဖို့အတည်ပြုခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်ကအီရန်ရဲ့နျူကလ িয়ার စစ်ရုံတွေကိုဇွန်လ22ရက်ကတိုက်ခိုက်ခဲ့ပြီးတဲ့နောက်အီရန်လူတော်ကဟော်မုန်းစီးရဲလက်ကြားကိုပိတ်ပင်ဖို့အစီအစဉ်ကိုအတည်ပြုခဲ့ကြောင်း The Economist Times သတင်းမှာဖော်ပြခဲ့ပါတယ်။ဟော်မုန်းစီးရဲလက်ကြားဟာကမ္ဘာလုံးဆိုင်ရာရေနံတင်သင်္ဘောတွေဖြတ်သန်းသွားလာတဲ့နေရာဖြစ်တဲ့အပြင်ရေနံထုတ်လုပ်မှုရဲ့အသက်သွေးကြောဖြစ်တာကြောင့် ဒီရေလက်ကြားကိုမပိတ်ဖို့အီရန်ကိုနားချပေးဖို့အမေရိကန်ကတရုတ်ကိုတိုက်တွန်းခဲ့ပါတယ်။ဟော်မုန်းစီရေလက်ကြားပိတ်ဖို့ကိစ္စနောက်ဆုံးတရင်ဝင်မဆုံးဖြတ်ရသေးပါဘူး။လွှတ်တော်ကတော့ဟော်မုန်းစီရေလက်ကြားပိတ်ဖို့ဥပဒေမူကြမ်းကိုအတည်ပြုပေးခဲ့ပါပြီလို့အီရန်လွှတ်တော်ရဲ့အမျိုးသားလုံခြုံရေးကော်မရှင်အဖွဲ့ဝင်တဦးဖြစ်သူအစ္စမေးကိုစာရီကပြောပါတယ်။လက်ရှိအချိန်မှာဟော်မုန်းစီရလက်ကြားပေးဆိုမှုနဲ့ပတ်သက်ပြီးလွှတ်တော်ကအပိသက်ဆုံးဖြတ်ချက်ချသွားမှာဖြစ်ကအီရန်ရဲ့အမျိုးသားလုံခြုံရေးကောင်စီနဲ့လည်းတိုင်ပင်သွားမယ်လို့၎င်းကပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးအီရန်ကိုတိုက်ပြီးတဲ့နောက်အမေရိကန်မျိုးကြီးတွေပြည်နယ်တွေမှာလုံခြုံရေးတိုးမြှင့်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါအမေရိကန်ကအီရန်ရဲ့အရေးပါတဲ့နျူကလ িয়ার စစ်ရုံသုံးခုကို ဖုံးကျဲတိုက်ခိုက်လိုက်ပြီးတဲ့နောက်အမေရိကန်မှာရှိတဲ့မျိုးကြီးတွေနဲ့ပြည်နယ်တွေမှာ လုံခြုံရေးအစီအမံတွေကိုတိုးမြှင့်ချထားခဲ့ပါတယ်အီရန်မှာအခုဖြစ်နေတာတွေကိုသတိထားစောင့်ကြည့်နေပါတယ်ဖက်ဒရယ်အာဏာပိုင်တွေနဲ့ညှိနှိုင်းပြီးတော့လဲနယူးယောက်တောင်ဝမ်းမှာရှိတဲ့ဘာသာရေးယဉ်ကျေးမှုနဲ့ တန်တမန်ရေးနေရာတွေမှာနောက်ထပ်လုံခြုံရေးတွေတိုးမြှင့်ချထားပါတယ်လို့နယူးယောက်ရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ Loangeles မြို့တော်ဝန် Caribus အစိုးရ Loangeles ရဲတပ်ဖွဲ့ကဝိပြူရနေရာတွေနဲ့တခြားသတိထားစရာနေရာတွေအနည်းကင်းလက်စောင့်ကြည့်မှုတွေပုံမှန်ဆောင်ရွက်လျက်ရှိပါတယ်။ အလားတူမြို့တော်ဝါရှင်တန် DC မှာပါရဲတပ်ဖွဲ့ကဘာသာရေးနေရာတွေမှာအင်အားထက်တိုးစောင့်ကြည့်နေရပါတယ်။ New Jersey, Texas, Illinois အပါအဝင်အမေရိကန်ပြည်နယ်တွေမှာလည်းလုံခြုံရေးတိုးမြင့်မှာဖြစ်ပြီးဖြစ်လာနိုင်တဲ့အန္တရာယ်တွေကိုအရင်ထက်ပိုစောင့်ကြည့်သွားမယ်လို့အာဏာပိုင်တွေကကြေညာထားပါတယ်။အေဗီရိုမေကုံးမှာသမရထရမ်ကအီရန်မှာ၎င်းတို့တိုက်ခိုက်ခဲ့တဲ့နေရာတွေအလုံးစုံပျက်စီးသွားပြီလို့ကြေညာရင်အီရန်ကငြိမ်းချမ်းရေးကိုလက်မခံဘူးဆိုပါကအမေရိကန်ရဲ့တိုက်ခိုက်မှုတွေထပ်ဖြက်လာမယ်လို့သတိပေးခဲ့ပါဗျ။ အစ္စရေးစစ်တပ်ကလည်းအီရန်မှာ၎င်းတို့ရဲ့စစ်စင်ရေးကိုဆက်လုပ်နေကြောင်းနဲ့တခြားအစီအမံတွေရေမှန်းချက်တွေရှိသေးကြောင်းအစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူကသတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားပါတယ်။နောက်ဆုံးသတင်းဒီပုံအနေနဲ့ကပ္ပောင်စင်ပြိုင်ပွဲမှာအင်ရှင်တိုင်းဖိုက်တာကို နော်အိုမာဆိုးအနိုင်ရခဲ့တယ်ဆိုတဲ့အကစားသတင်းကိုတင်ဆက်ပေးမှာပါ။မြမယိုရာလက်ဝိတ်မဲနော်အိုမာဆိုးဟာထိုင်းနိုင်ငံမှာကျင်းပတဲ့ကပ္ပောင်စင်ပြိုင်ပွဲမှာအင်ရှင်အမျိုးသမီးဖိုက်တာဘူဆာရာခမ်ကို အနိုင်ရရှိခဲ့ပါတယ်။ Battle on Combat Lead MMA and Kickboxing ပြိုင်ပွဲကိုဇွန်22ရက်ကထိုင်းနိုင်ငံ Phuket မြို့မှာရှိတဲ့ Pantong Boxing Stadium မှာပြုလုပ်ခဲ့ပါတယ်။အဲ့ဒီပြိုင်ပွဲမှာမြမရွာလက်ဝိတ်မဲနော်အုံမဆိုးဟာအမျိုးသမီးကစ်ပေါင်စင်136ပေါင်တန်းမှာအင်ရှင်ထိုင်းမျိုးသမီးဖိုက်တာဘူဆာရာခမ်နဲ့ ရှင်ပြိုင်ထိုးသန့်ခဲ့တာဖြစ်ပါတယ်။နော်အုံမာဆိုးနဲ့ထိုင်းဖိုင်တာဘူဆာရာခမ်တို့ဟာကစ်ပေါင်စင်နမနဲ့၅ချီရှင်ပြိုင်ထိုးသန့်ခဲ့တာဖြစ်ပါတယ်။နော်အုံမာဆိုးဟာပထမအခြေကလေးကတိုက်ဆဲဖွင့်ပြီးပြန်ဘက်ကိုဖိအားပေးထိုးသန့်ခဲ့ပါတယ်။အောက်ခြေခက်ချက်၊ဘေညာတွဲလုံးအမြင့်ကန်ချက်တွေနဲ့ထိုးလုံးထိုးပေါက်ဆုံးအောင်ထိုးသန့်နိုင်ခဲ့ပါတယ်။ကျန်တဲ့အခြေတွေမှာလည်းနော်အုံမာဆိုးကပဲထိုင်းဖိုင်တာကိုဖိအားပေးထိုးသန့်ခဲ့ပြီးတံတောင်ရိုက်ချက်ဒူးတိုက်ချက်တွေပါအသုံးပြုလာခဲ့ပါတယ်။နော်အုံမာဆိုးရဲ့ဘေထောက်လက်သေး ညာချီအမြင့်ကန်ချက်တွေကြောင့်ထိုင်းမျိုးသမီးဖိုက်တာဘူဆာရာခန်အထိနာခဲ့ပါတယ်။နောက်ဆုံးချီထိုးတက်နေချိန်မှာလက်ရည်ကွာချလွန်းနေလို့ကျူးဝိုင်းတိုင်ကပွဲကိုရက်ပြီးမြမရိုရာလက်ဝိတ်မဲ့နော်အုံမဆိုးကိုအနိုင်ပေးလိုက်ပါတယ်။ဒါကြောင့်နော်အုံမဆိုးကတိုင်ပွဲရက်နဲ့ထိုင်းမျိုးသမီးဖိုက်တာဘူဆာရာခန်ကိုအနိုင်ရရှိခဲ့တာပါ။နော်အုံမဆိုးဟာအခုနောက်ပိုင်းမှာထိုင်းနိုင်ငံကနာမည်ကြီးတိုက်ကောင်းမွေထိုင်းကလပ်မှာအခြေချပြီးကက်ပောင်စင်နဲ့မွေထိုင်းပွဲတွေကိုအစဉ်တစိုက်ထိုးတက်နေပြီးနိုင်ပွဲတွေရရှိနေသူဖြစ်ပါတယ်။ ဇွန်လ23ရက်နေ့ညရှင်နိုင်ညပိုင်းသတင်းတွေကိုဒါရိုက်ထုတ်လင်းတင်ဆက်ပေးသွားခဲ့တာပါကြည့်ရှင်နာဆင်ပြေခဲ့ကြတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရရှင်။ဒါရိုက်အေးချမ်းတဲ့ညချမ်းလေးဖြစ်ပါစေ။